ထွက်မြောက်ရာကျမ်းအခန်းကြီး2တို့ကာလ၌လေဝိအမျိုးသားတယောက်သည် လေဝိအမျိုးသမီးနှင့်အိမ်ထောင်ဘက်ပြုတ်၍မိမသည်ပရိဒိနေယူသည်ဖြင့်တားယောက်ျားကိုဖွားမြင်လေ၏ထိုတားသည် အစင်းလှကြောင်းကို အမိမြင်လျင် သုံးလပတ်လုံးဖွက်ထားလေ၏နောက်တစ်ဖန်ဖွက်၍မထားနိုင်သောအခါဂမာကိုင်းဖြင့်ရက်တော်ပခက်ကိုယူ၍ရေညှိနှင့် သစ္စည်းဖြင့်လူပေးလေပခတ်သေးတွင် သူငယ်ကိုထဲ့၍မြေကန်းနာဂိုင်းတော်၌ထားလေသူငယ်အမလည်းအဘက်တော့ဖြစ်မီကိုတိမြင်ခြင်းကအဝေး၌ရက်နေလေဖာရောဘယင်ဤတမီတော်သည် ရေချိုးခြင်းကဆင်းလာ၍ကျုံမတို့နှင့်မြေကန်းနာ၌လှဲ့လေစဉ်ဂိုင်းတော်၌ပခတ်ကို မြင်၍ဆောင်းယူစေခြင်းဟာကြုံမတရားကိုဆေးလွတ်လေ၏ပကတ်ဖုံးကိုဖွင့်တော်အခါငိုလက်နေသောသူငယ်ကိုမြင်၍တနာသောစိတ်ရှိလင်ဤသူငယ်သည်ဟဲပြဲအမျိုးဖြစ်လိမ့်မည်ဟု ဆိုပြီးတော့သူငယ်ဤအမကကိုရော့အတွက်သူငယ်ကို ထိမ့်ရသောဟဲပြဲအထင်းကိုကျမသွား၍ခေါ်ရပါမည်လို့ဟုဖာရောဘုရင်ဤသမီးတို့အား မေးလျှောက်၍မင်းသမီးကတွားလောဟု အခွင့်ပေးလင် မိမငယ်တွား၍သူငယ်ဤအမိကိုခေါ်လေ၏။ဖာရောဘီသမီးတော်ကဤသူငယ်ကိုယူသွား၍ငါဖို့ထိန်လောအခါကိုငါပေးမည်ဟုမှားထားသည့်အတိုင်ထို့မိမသည်သူငယ်ကိုယူသွား၍ထိန်လေ၏။သူငယ်ကြီးပွားသောအခါဖာရောဘီသမီးတော်ထံသို့ပို့ဆောင်၍ မင်းသမီးဒီတားအရာ၌ခန့်ထားလေမောရှိအမိဖြစ်မဲ့ဤကြောင်းမူကရေတဲကငါနှုတ်ယူသည်ဟုဆိုတည်းမောရှိဒီကြည်သောအခါမိမိအမျိုးသားချင်းချီရသောတွား၍သူတို့အမှုထမ်းရသောအချင်းအရာတို့ကိုကြည့်ရှုလေမိမိအမျိုးသားဟဲ့ပြဲလူတယောက်ကိုအဲကုတ်တို့လူရိုက်တီကိုမြင်လှင် ပတ်လေကြည့်ရှု၍အဘယ်သူမှမရှိသည်ကိုသိတော်အခါအေဂုတ်တို့လူကိုတိုက်၍တဲရဲ၌မြုပ်ထားလေ။နက်ပြန်နေ၌ထွက်ပြန်သောဟေပြဲလူနှစ်ယောက်တို့သည် အချင်းချင်းတတ်ကြသည်ကို မြင်လင်တင်းသည်။တင်းဤအပေါင်းအဖော်ကိုအဘယ်အကြောင်းရိုက်သည်နီဟုညင်းဆဲသောသူအားမေးသည်ရှိတော်ထိုသူကအဘယ်သူသည်တင်းကိုငါတို့အပေါ်မှာအကဲအမှုတရားသူကြီးအရာ၌ခန့်ထားသည်နီ။ အေဂုတုလူကိုတက်တကဲ့တော့ငါကိုတက်လို့တလောဟုပြန်ဆို၏ထို့အခါမောရှိသည်မိမိပြုသောအမှုထင်ရှားပြီဟုတည်၍ကြောက်လေထိုတည်င်းကို ဖာရောဘီရင်ကြားသောအခါမောရှိကိုတက်ချင်းက ရှာကြံလေ မောရှိသည် ဖာရောဘီရင်ထံမှထွက်ပြေး၍မိတံပြေတို့ရောက်လေရေရင်းနာမှထိုင်၍နားနေလေထို့အခါမိတံရစ်ပရောဟိတ်ဤတမီး ညီအမနှစ်ယောက်တို့သည်မိမိတို့အဘဤသိုးစိတ်များကိုရေတိုက်ချင်းကလာ၍ရေခတ်ပြီးလေရေခွက်တို့၌လောင်ကြ၏တိုးထင်းအချို့တို့လည်းလာ၍သိုးစိတ်များကို မောင်းကြ၏ထိုအခါမောရှိသည်ထ၍ထုံမိမတို့ပဲ့၌နေလက်တိုးစိတ်များကိုရေတိုက်လေ ထိုမိမတို့သည်အဘရွေလထန်သော ရောက်ကြသောအဘကအဘဲအကြောင်းယနေ့အလှင်မြန်ရောက်လာကြသည်ဟုမေးလေသူတို့ကလည်းအေဂုတုလူတယောက်သည်အကျွန်ုပ်တို့ကိုတိုးထိန်တို့လက်မှကဲနှုတ်၍ရေလိုသည်မြကိုခတ်သည်ဖြင့်တိုးစိတ်များကိုရေတိုက်ပါသည်ဟုပြန်ပြော၏အဘကလည်းထို့သူသည်အဘဲမှရှိသည်နီအဘဲအကြောင်းသူ့ကိုပစ်ထားခဲ့သည်နီ အစာစားစီခြင်းကသူ့ကိုခေါ်ချီဟုဆိုလေ၏မောရှိသည် ထိုသူထံမှနေ၍ပျော်မွေ့သည်ဖြင့်တမီးစီပေါ်ရကိုမောရှိအားထိမ်းများပေးစားလေ၏ထိုမိမဖွာသောသားကိုဂေရရှုံအမိဖြင့်မှဲ့၏အကြောင်းမူကားငါသည်တကြွန်းတနိုင်ငံ၌ဧည့်သည်အာဂရုဖြစ်ရပြီဟုဆိုသည် ကာလအင်တန်ကြာပြီးမှအေဂုတ်တို့ရှင်ဘရင် အနိစ္စရောက်လေဤတီလအမျိုးသားတို့လည်းအစီကျုံခံရသောကြောင့်ညီးကျွမ်းငိုကြွေးကြထို့တို့အစီကျုံခံ၍ငိုကြွေးသောအတန်သည်ဖယားတိခေထံတော်တို့တိတ်လျှောက်လေသူတို့ညီးကျွမ်းမြည်တမ်းခြင်းအတန်ကိုဖယားတိခေကြားတော်မူလေအာဗြဟံဣဇက်ယာကုပ်နှင့်ပြုတ်ခဲ့ဘူးသော ရိညာကိုအောင်းမေ့တော်မူ၏ဘုရားသခင်သည်လည်းဤတိလအမျိုးသားတို့ကိုကြည့်ရှု၍သူတို့အမှုကိုစင်ကျင်တော်မူ၏